မင်္ဂလာပါရှင် Talk to DVB အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ Talk to DVB အစီအစဉ်မှာတေတာနဲ့အတူဖတ်ကြားပေးမဲ့သူကတော့ကျွန်တော်ဇာကနာပါခင်ဗျာဟုတ်ကဲ့ရှင်ဆိုတော့ဒါဆိုလို့ရှိရင်တော့ကိုဇာကနာက Talk to DVB ကိုလာဖတ်ပေးတာဒါအစီအစဉ်၄ခုမြောက်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဒီပထမဦးဆုံးအစီအစဉ်မှာချုပ်ထားတဲ့အတိုင်းပေါ့လေဒီအားရင်အားတလို့လေးအချိန်ရရင်ရတလို့လေးလာဖတ်ပေးပါဆိုတော့အခုလိုမျိုးတကူးတကလာဖတ်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းပြောရတာကိုဝန်တာတာဟုတ်ကဲ့ရှင်အဲ့တော့ ဒီထက်ပိုပြီးတော့ဝင်းတာအောင်လို့အပတ်တိုင်းမှာလာဖတ်ပေးလိုက်ကို ဟုတ်အစစ်ပြေပါတယ်ဟုတ်ကဲ့ရှင်ဆိုတော့ဒါဒီ talk to dbb အစီအစဉ်ကိုကြည်နေတဲ့သူတွေကလည်းဒီရင်ဖွင့်စာတွေဖတ်ကြားပေးတယ်ဆိုတဲ့အခါကျတော့ဒါတွေကကြားလိုက်ရလို့ရှိလို့ရှင်အစစ်မပြေမှုတွေကများတယ်ပေါ့နော်ဒီလိုမျိုးအစစ်မပြေမှုတွေကိုပုံမှန်အားဖြင့်တရာကဒီအစစ်မပြေတဲ့အတိုင်းဖတ်ကြားပေးပေမဲ့လို့အကိုရောက်လာတဲ့အခါကျတော့အကိုကအရှုံးအဖောက်ကလေးနဲ့အဲအဲ့လိုမျိုးလေးလှုပ်လိုက်တဲ့အခါကျတော့ဒီနားထောင်နေရတဲ့သူတွေလည်းဘာပဲပြောပြောသူတို့ရဲ့ဒီစိတ်ဒုက္ခတွေနည်းနည်းလေးပေါ့ပါ ွားသွားတာပေါ့နော်နည်းနည်းလေးတက်တာသွားတာပေါ့နည်းနည်းလေးတက်တာသွားတာပေါ့ဟုတ်ကဲ့ရှင်အဲ့ဒါကြောင့်မလို့ဒီအစီအစဉ်မှာအကိုအချိန်ရရင်ရတယ်လို့လာပြီးတော့ဖတ်ပေးပါလို့နော်ဟုတ်ကဲ့ရှင်ဆိုတော့ဒီအစီအစဉ်မှာဒါအကိုကသိပြီးပါပြီအဲ့တဲ့တော့အများကြီးဦးစားပေးတယ်နောက်ပြီးတော့ကိုယ့်ရဲ့အကိုကြီးကိုဦးစားပေးတဲ့အတွက်ကြောင့်မလို့စာအရှိကြီးတွေအကိုကိုပေးထားပါတယ်ဟုတ်ကဲ့ရှင်အဲ့တော့ဒီမှာတော့တော်တော်ထူးထူးဆန်းဆန်းပဲဟုတ်ကဲ့မိရထားလက်မှတ်ခုံနေရခွဲတန်းတိုးမြင့်ရောင်းချပေးပါဆိုပြီးတော့ပြောတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီမှာလည်းမိရထားကအဲ ကျွန်တော်တို့မစည်းရတာတော့ကြာပြီကြာပြီဟုတ်ကဲ့ဗီတာစည်းတယ်ဆိုတော့ဂလုံးဂလိုင်းဂလုံးဂလိုင်းနဲ့လေဟုတ်ကဲ့အဲ့တော့အခုဒီမှာကျတော့သူရေးရတာလေးစိတ်ဝင်စားစရာပါဟုတ်ကဲ့ရှင်ဒီကမ်ဘလူမြို့နယ်ထန်းကုန်းစံပြကြီးရွာမှာအင်ဂျီယာ1500လောက်ရှိပြီလူဦးရေက တပေါင်းလောက်နေတာ။အော်ဟုတ်ကဲ့။သူတို့ရဲ့လက်အောက်ခံကြီးရွာတွေကလည်း64ရွာလောက်ရှိတယ်။ဟုတ်ကဲ့။နောက်ပြီးတော့ဒီနဲ့အနီးမှာဆိုလို့ရှိရင်ဒဇယ်ရှိတယ်။ဟုတ်ကဲ့။အဲဒဇယ်ကရှိတဲ့ရွာကလူတွေကလည်းပဲဒီထန်းကုန်းကိုပဲလာကြ။လာကြ။လာပြီးတော့အဲ့ထန်းကုန်းဘူရာကနေတဆင့်ယထာကိုမန္တလေးကိုစီးစီးမြကြီးနားကိုစီးစီးဒီမှာပဲလာစီးတယ်။ဟုတ်ကဲ့။အဲ့တော့ယထာကလည်း51 52အစုံအစံယထာတစည်းရှိတယ်။ဟုတ်ကဲ့။နောက်ပြီးတော့55 56အစုံ အစံတစည်းရှိတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့55 56အစုံအစံတစည်းဟာထန်းကုန်းမှာရက်ရင်ယထာလက်မှတ်ကိုရိုးရိုးရမ်းခုံ၃ခုံပဲရောင်းပေးတယ်။အော်ဟုတ်ကဲ့ဆိုတော့ဒီနေရာမှာရှိတဲ့ခကြီးသေးတွေနဲ့ဒီလက်မှတ်၃ဆောင်တွေကတော့ဘလို့မှအချိုးမကျဘူး။ဟုတ်ကဲ့အဲ့တော့တဆန်ရာကနေပြီးတော့လက် လက်မှတ်ကလေးဘောလေခွဲတန်းများများလေးချပေးပါအားလုံးဒီထန်းကုန်းရွာသူရွာသားများကနေပြီးတော့မြစ်တာရက်ခံတယ် DVB talk to DVB ကနေပြီးတော့တဆင့်ပြောပေးပါဗောဟုတ်ကဲ့ရှင်ဆိုအဲ့ဒါလေးကတော့ဟိုအများနဲ့လဲဆိုင်တာဗောဟုတ်ကဲ့ရှင်ဟုတ်ကဲ့အခုညီမမသိလို့မေးချင်တာကလေဒီယထာလက်မှတ်ဆိုတော့အဲ့လိုမျိုးခွဲတန်းနဲ့ချရတာလားဒါမှမဟုတ်လို့ရှိရင်ညီမနားလေတလောက်ကတကယ်လို့ဒီစီးတဲ့လူဦးရေများတယ်ဆိုဥပမာအတွဲတိုးပေးတဲ့နာတို့ဘာအဲ့လိုရောမဖြစ်နိုင်ဘူးလားဟုတ်တယ်ကျွန်တော်သိတဲ့လောက်တော့ မြကြီးနားနဲ့မန္တလေးကြားထဲမှာကြတော့ယထာလည်းနှစ်စီးဟိုကျွန်တော်လည်းမြကြီးနားထောင်မှာနေခဲ့ပါဘူး။ဟုတ်ကဲ့ဟုတ်ကဲ့။မြကြီးနားနဲ့အမမန္တလေးနဲ့ကြားထဲမှာအဲအစုံစံတစည်းရှိတယ်။သို့တော့ဘူရာကများတယ်ဗျာ။ဘူရာများတဲ့ခါကျတော့သူကဘယ်ဘူရာကြရင်တော့ဟိုလူဘယ်နှစ်ယောက်ပဲတက်ဘယ်ဘူရာကြရင်တော့လူဘယ်နှစ်ယောက်ပဲတက်ဆိုပြီးတော့တခါတည်းမန္တလေးကစထွက်ကလေးကခွဲတန်းချပေးတယ်။အော်ဆိုတော့အဲ့တော့အဲ့ဒီဘူရာမှာများတကယ်လို့အဲ့ဒီ၃ယောက်မတက်ဘူးဆိုရင်သူကနောက်ဘူရာကြရင်အဲ့ဒါကိုရောရောင်းလိုက်တယ်။အော်ဆိုတော့တေးကြတာတစ်ခုကတော့သူကစထွက်ကလေးကခွဲတန်းခွဲပြီးသား။အော် အဲ့တော့ဟိုဒါပေမဲ့အခုတို့ကခွဲတန်းပူရဖို့တောင်းတာပေါ့ဆိုတော့ဒါလည်းဖြစ်တင်ပါတယ်ဘာလို့ဆိုတော့လူအများကြီးရှိတဲ့နေရာတော့လူအများသုံးတဲ့အဲယထာယထာနောက်အများနဲ့တကယ်ဟိုအသုံးပြရတဲ့ပစ္စည်းကားတဲ့ကိုအသုံးတည်တဲ့နေရာဟုတ်ပါဘူးဆိုတော့ဒီယထာလက်မှတ် ဟိုဒီလိုခွဲတန်းပေးရင်လည်းနည်းနည်းများများလေးပေးကြဖို့လေဆိုတော့ဒါလေးဒါလေးကိုမြစ်တာရက်ခံရအောင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆိုတော့နောက်တစ်ခုကညီမစဉ်းစားရဲ system များမှားနေသလားလို့ပေါ့နော်ဥပမာဒီ public transportation တွေပေါ့နော်အဲ့ဒါကဒီလိုမျိုးခွဲတန်းနဲ့ချနေမဲ့အစားပေါ့နော်ဒီအခောက်ရေများများပြေးဆွဲတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်တွဲပို့ပြီးတော့ထည့်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုံးမယ်ဆိုလို့ရှင်လည်းပို့ပြီးတော့အဆင်ပြေမယ်လို့ယူဆတယ်ပေါ့နော်ဟုတ်ကဲ့အဲ့အမားတော့ရန်ကုန်နဲ့ဟုတ်ပါ sorry မန္တလေးနဲ့ဒီမြကြီးနားနဲ့တွားနေတဲ့ရထားလမ်း ်းမှာကဒီခက်နေတာကလည်းရထန်းလမ်းလည်းမကောင်းခဏခဏဟိုဟိုဘုံဘုံကောင်းတဲ့လမ်းလေးလည်းမရှိပါဘူးကိုယ်ကောင်းကောင်းတာတော့ဘာမှမကောင်းပါဘူးအဲ့ဒီမှာလာတော့ဟိုဘုံကလည်းခဏခဏထောင်တာဟုတ်ကဲ့ဆိုတော့ခဏခဏပြတ်တဲ့ခါကျတော့အဲ့ဒီလမ်းတွေကိုပြင်လိုက်ရတော့ရထားနဲတယ်ဟုတ်ကဲ့အဲ့တော့ရထားဒီထက်ပူပြီးများများဆွေးနိုင်ကောင်းပဲဒါပေမဲ့ရထားများများဆွဲပါလို့လည်းမပြောရဲဘူးမပြောရဲဘူးဟုတ်ဆိုရထားများများဆွဲပါဆိုရင်ကျွန်တော်တို့ပတ်စံတွေပါသွားအောင်ဆိုတော့ရထားကောင်းကတရုတ်ပြည်ကနေသွားဝယ်ရအောင်ဟုတ်ကဲ့ရှေ့ဟုတ်ကဲ့ ဲဟုတ်ကဲ့ရှင်ဒီစာကတော့ဒီမကွေးတိုင်းဒေသကြီးကနေရေးသားပြပို့လာတဲ့စာပါရှင်သူကတော့ပုံနေနဲ့ပါတကွဖော်ပြလာပါတယ်မကွေးမြို့ရွာတစ်ရက်ကွဲဆံပြလန်းနဲ့16လမ်းပေါ်မှာတဲ့ဒီစွန့်ပစ်ရေစိုးတွေဒီရေစိုးတွေကိုတနေ့ကိုနှစ်ကြိမ်သုံးကြိမ်စွန့်ပစ်နေပါတယ်တဲ့ဒါကြောင့်မလို့တနေ့ကိုနှစ်ကြိမ်သုံးကြိမ်စွန့်ပစ်တဲ့အခါကျတော့ရက်ွက်သေးကိုဆိုလို့ရှိရင်ချောင်းနောင်မှစီးနေပါပြီတဲ့ချောင်းစီးလောက်အောင်ဖြစ်နေပြီပေါ့နော် တော့မကွေးမြို့နယ်စီပင်သားယာကိုအချိန်ချင်းသွားရောက်ပြောကြားခဲ့ပါတယ်။နောက်ရွာသစ်ရက်ွက်အတွဲတာဝန်ပေးထားတဲ့တာဝန်ခံအင်ဂျင်နီယာကိုလည်းဓာတ်ပုံနဲ့တကွအချိန်ချင်းသွားပြီးတော့တင်ပြခဲ့ပါတယ်တဲ့။ဒါပေမဲ့လို့ဘာမှထူးခြားလာမှုမရှိတဲ့အတွက်ကြောင့်မလို့ Talk to TVB ကနေတဆင့်အခုလိုမျိုးရှင်ဖွင့်လိုက်ပါတယ်ဆိုပြီးတော့သူကစွန့်ပစ်တဲ့ရေစိုးတွေစီးဝင်နေတဲ့အတွက်ကြောင့်မလို့ရက်ွက်ထဲမှာချောင်းအလာဖြစ်နေတဲ့ပုံနေတဲ့ပါတကွဖော်ပြလာပါတယ်ရှင်။ တော်တော်ဆိုးတာပဲတော်တော်ဆိုးတာပဲဟုတ်ကဲ့ရှင်ဒါပေမဲ့အရင်ကကျွန်တော်တို့လည်းကြုံခဲ့ရပါတယ်ဟုတ်ကဲ့ဟိုကျွန်တော်တို့ဆို6လတွေတော့အနာဖြစ်ရတယ်အဲ့လိုမျိုးပဲရက်ကုန်တယ်မှာရေစိုးမြောင်းတွေဟိုဟိုဝဲတွေဟုတ်ကဲ့ပေါက်ပြီးတော့နောက်တချို့တွေဆိုမိန်လာတွေပါဆွန့်ပြက်ကြတာเนาะတချို့တွေဒီဒီမုတ်ကြိတ်ပြီးမုတ်ကြိတ်တဲ့အရေးအဲ့အရာတွေပါဆွန့်ပြက်ချာဟုတ်ကဲ့တော်တော်ဆိုးပါတယ်အဲ့အရာတွေဒါကတော့လေမျိုးစီဗီကတာဝန်ရှိတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒါကတော့လုတ်ပေးတင်ပါတယ်မကွေးမျိုးရွာတစ်ရက်ွက်စံပြလမ်းနဲ့16လမ်းပေါ်မှာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကျွန်တော်စီမှာကြတော့ เออมะกวยเนี่ยตึกไม่เวออูเปียมาจีนนี้เลยมาจีนนี้มาจีนนี้ไม่ถี่ล่ะไม่ถี่ล่ะอ๋อโอเคအဲ့ဒီလာမှာကျွန်တော်တို့ပြည်တော်သားတောင်ဝန်ထမ်းအင်ယာရှိတယ်လေဟုတ်ကဲ့အဲ့ဒီဝန်ထမ်းအင်ယာရက်ွက်ထဲမှာဒီအင်ဂျီကတော့တကယ်က350လောက်ပဲရှိတယ်ဟုတ်ကဲ့ဒါပေမဲ့ပြဿနာတရဝင်ဖွင့်ထားတယ်လို့ထင်ရလောက်အောင်ကို 马萨马萨啊，哎了马萨的，啊你看，都马萨和马素搞起的，都是马的，还有骗你的，你马，哎了，哎你银行嘞，马萨和马素搞弄弄的银行，实些银行骗的，哎你实些银行骗的，他处理啊，他咪比我的比啊，你是的，拉拉比他卡拉靠比多，马萨容易弄哦，哎了拉拉比他多弄嘛，多花要钱的，实些贵呀，比如你马萨的，阿咪的黑皮比多，皮腰呢，弄的来是的，他像木叶是我要的，如果过了变到哪西的。 ခိုးမှုလည်းရှိတယ်ပြည်ပစာလုပ်ငန်းလည်းရှိအဲ့တော့ဒုစရိုက်နယ်မြေကြီးကိုဖြစ်နေတယ်မက္ခရာနယ်မြေကြီးဟုတ်ကဲ့ဒါပေမဲ့အဲ့နားမှာအမှတ်၃ရဲစခန်းရှိနေပါရဲ့နဲ့မသိကြအောင်ဆောင်နေတယ်တဲ့ကုညီပြရစေကုညီပြရစေဆိုတော့ဘာသွားကုညီနေလဲမသိအဲ့ဒီအိမ်တွေကိုလမ်းပြဖို့ကုညီတာဖြစ်မှာပေါ့ဘယ်ရမှာဆိုဘယ်ရမှာဆက်ဆိုတော့လမ်းပြပေးတာဖြစ်မှာဟုတ်ကဲ့ဆိုတော့ဘာလို့ခုနကလို့သမီးပြိုရှိတဲ့အိမ်တွေတော်တော်မှားခောက်လို့ဖြစ်မှာနော်အဲ့ဒါကြောင့်ဒီမှာသူကတော်တော်စိတ်ဆိုးတာက အဲ့အငိမ့်စားအသက်ကြီးတဲ့မကြမ်းပါတဲ့အဖိုးကြီးတွေကလည်းရက်ွက်ထဲမှာရှိတယ်တဲ့သူတို့ကိုတွားတွားပြီးတော့ဟွန်းနဲ့တီးကြတာအဲ့အိမ်ရှိနေမှာကောင်လေးတွေကပျော်ပြီးတော့လာပြီးဆိုင်ကလေးနဲ့တွားတော်တော်နဲ့အချက်ပေးကြတာပေါ့ဗျာအဲ့မှာအဖိုးကြီးတွေခင်ဗျာမညလည်းမအိပ်ရသူတို့ကိုယ်တိုင်လည်းဟိုဘက်ကိုသွားလို့မရနော်အဲ့တော့ဆိုတော့သူတို့မှာတော့ဒုက္ခရောက်တာပေါ့ဆိုတော့အဲ့လိုလူကြီးတွေလည်းရှိပါတယ်တဲ့ရောမန္တလေးတိုင်းဟုတ်ကဲ့အစိုးရအဖွဲ့မသိဘူးများလားလို့မိထီလာကတော့မသိကြအောင်ဆောင်းနေပြီတဲ့ဒီ ရဲစခန်းအမှတ်သုံးနယ်မြေကရဲစခန်းအဲမန္တလေးတိုင်းဆိုရဆရာဇော်မြင့်မောင်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒေါက်တာဇော်မြင့်မောင်ဒေါက်တာဇော်မြင့်မောင်အဲ့တော့ကျွန်တော်နဲ့လည်းဆရာကိုလည်းဒီကနေမြစ်တာရက်ခံပါတယ်မိထီလာကတော့ဖြစ်နေပြီဆရာကြီးလို့ဟုတ်ကဲ့အဲ့တော့ဆရာလည်းသွားပြီးတော့မဆက်ခမ်းပါပေါ့သွားကြည့်လိုက်ပါဦးသွားကြည့်လိုက်ပါဦးအခြေအခြေအနေလေးပေါ့နော်ဟုတ်ကဲ့ရှင့်ဟုတ်ဆိုတော့အကိုကြီးဒီစာကတော့ဒီချောင်းနှစ်ချောင်း ကြားမှာပေါ့လေဟုတ်ကဲ့အဲ့ဒီမှာသူကတံတားဆောက်လုပ်ပေးစီလိုပါတယ်တဲ့ဟုတ်သူတို့ချစ်သူကြီးကိန်းရချောင်းကြားကိန်းရချောင်းကြားအမှားစကားပေါ့နော်ဟုတ်ကဲ့ရှင်အဲ့ဒါကတော့ဒီဂံကောနဲ့ပလဲချာပုံညာတောင်အဲ့ဒီပုံညာတောင်ရဲ့အရှိဘက်ချောင်းကလေးရဲ့နောက်မြိုင်မြို့နယ်မှာရှိတဲ့ချောင်းတစ်ချောင်းဒီချောင်းနှစ်ချောင်းဟာဆိုလို့ရှိရင်တဲ့မိုးများတဲ့အခါမှာချောင်းကြီးကကြီးပြီးတော့ ခီးသည်တွေအတွက်အင်မတန်မှဒုက္ခရောက်ပါတယ်တဲ့တခါတလေဆိုလို့ရှိရင်ခီးသည်တွေအဲ့ဒီနေရာမှာတောင်တင်ရပါတယ်တဲ့ခီးမသွားရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ဒီချောင်းနှချောင်းကိုတဒါဆောက်လုပ်ပေးလိုက်မယ်ဆိုရင်ဖြစ်တော့အဲ့ဒီဒေတာကန်တွေအတွက်အင်မတန်မှကိုအဆင်ပြေပါတယ်ဒါကြောင့်မလို့မကွေးတိုင်းအစိုးရအဖွဲ့တရှိအောင်လို့ talk to dvb ကနေတဆင့်တင်ပြပေးပါဆိုပြီးတော့သူတို့ရဲ့အခက်အခဲကိုရေးသားလာတာကတော့ဒီကန်ကောနဲ့ ပလဲချာကနေပြီးတော့ဒီဒေတာကန်တဦးကနေတော့ရေးသားပေးပို့လာတာပါရှင်။ဟုတ်ဒါလည်းမကွေးတိုင်းနဲ့ဆိုင်သွားပြီ။ဟုတ်ကဲ့မကွေးတိုင်းနဲ့ဆိုင်သွားပြီ။ဆိုရကဒါဟုတ်ကဲ့ဒီနေ့ကမားတွေအများနေတယ်ပေါ့နော်။တိတ်များတယ်။တရားရတယ်။ဒါနဲ့ရွှေ့လိုက်မယ်။ရွှေ့လိုက်မယ်။ဟုတ်ကဲ့။မကွေးရနေနည်းနည်းလေးရွှေ့လိုက်တော့တိတ်မကွေးပါဘူး။စကိုင်းရောက်သွား။ဟုတ်စကိုင်းရောက်သွားပြီ။စကိုင်းကနေပြီးတော့ကျွန်တော်ဆလင်းကြီး။ဆလင်းကြီး။ဆလင်းကြီးနဲ့ကတ်နေတဲ့ထန်းပူရွာ။အော်ဟုတ်။ရေးတာကဦးစင်းပြ။အော်။ ဘုံကသူ့ရဲ့ညီမတော်တာပေါ့လေတက္ကမလေးပေါ့နော်တက္ကမလေးကလဝကသွားပြီးတော့မှတ်ပုံတင်သွားလုပ်တာအဲ့တော့အဲ့ဒီမှာ तू ကတာဝန်ခံကိုတဲ့ငွေ1000လဲလဝကကိုပေးရတယ်ဩဂျွာကတာဝန်ခံကိုလက်ဖက်ရည်ဘူ3000လဲပေးရတယ်စလုပ်မယ်ဆိုတဲ့အချိန်မှာလဲပဲလုပ်မယ်ဆိုရင်1200အရင်ပေးရတယ်တော်တော်များသွားပြီဟုတ်တယ်နေကရှိတဲ့ဒီဂျွာသူရောသားတယောက်အနေနဲ့ဆိုဒီအမောင့်ကတော်တော်များတဲ့အမောင့်ပေါ့ဒါကလိန်ကကြစ်တောင်းတယ်လို့ မတရားဘူးလို့သူတို့တွေအလုံးကထင်ကြတယ်တဲ့အဲ့ဒီတော့ဘယ်သူ့ဟိုမှာလဲသူတို့မနစ်နာစေခြင်းမဟုတ်မှတ်မှန်ကန်ကန်ပဲဖြစ်ခြင်းနေနိုင်ငံတော်ကတကယ်တောင်းတယ်ဆိုပေးမယ်ပေးမယ်ဟုတ်ကဲ့ဒါနိုင်ငံတော်တကယ်တောင်းတဲ့အမောက်ဟုတ်လားမဟုတ်ဘူးလားဆိုတာလေးကို talk to dbb ကနေတဆင့်သူတို့ရင်ဖွင့်တာဒီဆရာတော်ကနေပြီးတော့ဒါသူကိုယ်တိုင်သူအတွေ့အကြုံကိုရေးသားတာပါဆိုတော့ဒါလည်းနိုင်ငံတော်ကလည်းတကယ်တောင်းရင်လည်းတောင်းတယ်မတောင်းရင်လည်းမတောင်းဘူးအဲ့တော့လာဝကကဒီကိစ္စကိုရှင်းပြဖို့လိုပါတယ်ဖြစ်နေတာကတော့စကိုင်းတိုင်းဆလင်းကြီးထမ်းပူရွာမှာပါထမ်းပူရွာကဟုတ်ကဲ့ရှင် အခုနဲ့လေဒီလာဝကတော်တော်လေးအကျိုးပေးနေတယ်နော်ဟုတ်ကဲ့လာဝကလူဝင်ကြီးတွေနဲ့ဟုတ်ကဲ့ရှင်ကဲဒီစာကတော့ဒီနေ့ Talk to DVB အတွက်ဖတ်ကြားပေးဖို့အတွက်ရွေးချယ်ထားတဲ့နောက်ဆုံးစာပါရှင်ဒီမကွေးတိုင်းဒေသကြီးပဲကိုရောက်လာပြန်ပြီရောက်လာပြန်ပြီမကွေးတိုင်းကနေမကွေးရနေစကိုင်းစကိုင်းကနေမကွေးပေါ့နော်ဟုတ်ကဲ့ရှင်မကွေးတိုင်းဒေသကြီးစောမြို့နယ်ကြောက်ထုမြို့နယ်ရောဒေသမှာတည်ရှိတဲ့ရောဒေသမှာတဲ့ ဒီအကြီးမားဆုံးမြောင်းအဲ့ဒီမြောင်းကတော့မင်းလေတော်မြောင်းကြီးဒီမြောင်းကြီးဟာဆိုလို့ရှိရင် အောက်တိုဘာလ30ရက်နေ့ပေါ့နော်မကြသေးခင်တုန်းကမိုးချိုးပြက်တာမိပြီးတော့မြောင်းပေါင်ယူအဲ့ဒါဒီရေဖီအားရဲ့နောက်ချောင်းရေတိုက်စားမှုရဲ့အကြောင်းကျိုးသွားတယ်တဲ့ဆိုတော့ဒီအတောင်300ကျော်လောက်ပျက်စီးသွားပါတယ်တဲ့ဒီအတွက်ကြောင့်မလို့မင်းလေတော် သားများနဲ့အနေနဲ့ပေါ့လေဒီဟာကိုပြန်ပြီးတော့ပြုပြင်ဖို့အတွက်မတတ်နိုင်ပါဘူးတဲ့ဒါကြောင့်မလို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဒီမြောင်းပောင်ရိုးကိုပြန်လဲပြီးတော့တတ်ဆင်ပေးဖို့အတွက်ဒီရွာသူရွာသားတွေရဲ့ကိုစား အခုကြီးတောင်းခံအပ်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတဲ့စာကိုဖတ်ကြားပေးရင်လည်းဒီနေ့ Talk to DVB အစီအစဉ်ကိုကြားနာပါမယ်ရှင် Talk to DVB ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်ကတော့ talktodvb@gmail.com ကို email ရေးရေးသားပေးပို့နိုင်ပါတယ် Facebook မှာဆိုလို့ရှိရင်ကတော့ facebook.com/talktodvb မှာသွားပြီးတော့ကြည့်နိုင်ကြပါတယ်ရှင်နောက်ဒီ Talk to DVB အစီအစဉ်ကိုအင်္ဂါဗုဒ္ဓဘူးနဲ့အကြတာရေးတွေမှာအစီအစဉ်သစ်တွေကို ထုတ်လွှင့်ပေးနေပါတယ် တောက်ကြတဲ့စနေမှာတော့ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်လေးကိုပြန်ပြီးတော့ထုတ်လွှင့်ပေးနေပါတယ်ရှင်အခုတလောမှာ Top Blue DVB ကိုအမြဲတမ်းလိုလိုပေါ့လာရောက်ပြီးတော့ကူညီပေးနေတဲ့အကိုကြီးကိုစားကနာကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်ကျေးဇူးပါမသိတာဟုတ်ကဲ့ရှင် Top Blue DVB ကိုကြည့်ရှုအားပေးတဲ့သူတွေ DVB ပြည်သက်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်